အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီညကနေပြီးတော့စုမောင်းကောင်းတောင်းပေးလိုက်ပါတယ်ဗောနော်အဲ့တော့ဒါကျွန်တော်တို့ဒီနေ့မှာတော့ဒါကျွန်တော်တို့ခမရတဲ့မပြောတာလဲကြာပြီမဆွေးနွေးတာလဲကြာပြီဖြစ်တဲ့ topic တစ်ခုခမရနဲ့ပြန်ပြီးဆွေးနွေးခြင်းနဲ့အဲ့တော့ဒါကျွန်တော်တို့ လူတော်များတော့အတိအကျမသိလိမ့်မယ်။ဘာကြောင့်လဲဒါအကျွန်အသိကြီးနဲ့မပတ်သက်ပင်နဲ့ဒါအသိငယ်နဲ့ပတ်သက်ပြီးအခုလက်ရှိမှာဖြစ်သွားတာပေါ့။ဒါပေမဲ့အသိကြီးနဲ့ပတ်သက်ပြီးဒီလိုမျိုးလဲခဏခဏခံရရပါတယ်။ဒါတိတ်ပြီးတော့ထူးဆန်းတဲ့ကိစ္စတော့မဟုတ်တော့။အဲ့တော့အခုလက်ရှိမှာဒါကျွန်တော် Manchester United အသင်းနဲ့ဘုံမောင်းတဲ့ပွဲစဉ်မှာဒါဖြစ်သွားခဲ့တဲ့ Ivan Nelson ရဲ့အနီးကပ်ကိုတော့လက်ရှိမှာဒါဘုံမောင်းအသင်းအတွက်ကိုဒါကျွန်တော်တို့အာတန်လူကြီးအနေနဲ့ပယ်ဖြတ်ပေးခဲ့တယ်ဗောနော်ဒါကုနာဘောတဘဲဒါအမှန်တိုင်းပေါ့ event nation နဲ့၃ပွဲပယ်ရမယ့်ဥစားကိုလက်ရှိမှာမပယ်တော့ဘဲနဲ့လာမယ့်ပွဲစဉ်မှာဘုံမောက်အသင်းအတွက် event nation တယောက် ပွဲပြန်ဖတ်ပွဲပြန်ထွက်တော့မှာဖြစ်တယ်ပေါ့နော်အဲ့တော့ပြောချင်တာကလက်ရှိမှာဒါကျွန်တော်တို့ဘုံမောက်အသေးနေတဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့တို့အနေနဲ့တော်တော်လေးပေါက်ကွဲနေတယ်တိရတာအပြင်ခုလက်ရှိမှာဒါဟာပထမဆုံးအကြိမ်မဟုတ်ဘူးပေါ့နော်အဲ့တော့ဒီကိစ္စနဲ့ပတ်သက်ပြီးလက်ရှိမှာဒါအသင်းပိုင်ရှင်တွေရောပုံစံအသင်းအနေနဲ့ကောဒါလက်ရှိမှာပြည်သက်တွေနဲ့ကောပေါက်ကွဲပိုင်ခွင့်တရားရဂိုင်းလုံးရှိတယ် โอเคအဲ့တော့ကျွန်တော်ဒါဒီနှစ်မှာလဲဒါဟာပထမအဆုံးတစ်ခေါက်မဟုတ်ဘူးဒါကျွန်တော်ဒီနှစ်မှာဒီလိုမျိုးဖြစ်တာ၄កောက်တီတီ၄កောက်နဲ့၅កောက်တီတီရှိတယ်ပေါ့เนาะဒါခုနကပြောသူပဲဒါတချို့ကျွန်တော်ဒါ percentage အရပြန်ကြည့်မယ်ဆိုတော့တချို့လူတွေအနေနဲ့ဩဒါ percentage အရဆိုတော့မစိုးဘောဗျာအဲ့တမှာအစင်ပြေတယ်ပေါ့ percentage percentage အရဆိုရင်တော့ဒါလက်ရှိအခြေအနေဒီအရာ ဘာဘလို့တော့ပြောမလဲ။အော်ဒါဖြစ်တော့ဖြစ်တော့ဖြစ်ခဲဆိုတဲ့ပုံစံမျိုးဒါကျွန်တော်ချီးကျူးရမယ့်နေရာမှာပါတယ်ပေါ့နော်။ဒါ percentage ရဆိုတော့အော်ဒါခဏခဏဖြစ်နေတာမဟုတ်ဒါဒါတစ်ခါလေးဖြစ်တာပဲလူဆိုတာမမကင်မှုဆိုတဲ့ပုံစံမျိုး ਨੇ ဒါကျွန်တော်တို့ပြောလို့ရတဲ့နေရာမှာပါတယ်။ဒါပေမဲ့ဒါကြီးကပြန်စဉ်းစားကြည့်မယ်တော်တော်လေးကိုဟာသဆန်နေဖြစ်ရတဲ့ခုပြ။ဘာကြောင့်လဲ။အခုလက်ရှိမှာဒါ evanescence ရဲ့ကိစ္စကိုကျွန်တော်ဆက်ပြီးပြောမှာပေါ့နော်။ evanescence ရဲ့ကိစ္စကိုကျွန်တော်ဆက်ပြီးပြောမယ်။အဲ့တော့ evanescence ကိစ္စမှာဒါကျွန်တော်တို့လက်ရှိမှာ Manchester United အသင်းနဲ့ပြန်ကြည့်မယ်ဆိုရင် Manchester United ပြည်သက်ကတော့ဒါကိစ္စမရှိဘူး။ဘာလို့တော့ သူတို့က benefit ဖြစ်သွားတာဟိုတစ်ဖက်ကဘုံမောင်းနေနဲ့ပြန်ကြည့်မယ်ဘုံမောင်းနေတာသူတို့ရဲ့ဒါကျွန်တော်တက်တန်းမှာပထမဆုံးဥရောပဝင်ကွင်းအတွက်ကြိုးစားနေတဲ့အချိန်မှာဒီသူဖြစ်ရမျိုးကသူတို့အတွက်တော်တော်လေးကိုများသွားနိုင်တဲ့နေရာမှာပါတယ် ်အတကယ်လည်းခုနပြောလို့ပဲဒီ event နဲ့ဆင်ထွက်သွားပြီးနောက်မှာဒါကျွန်တော်ဘုံမောင်အနေနဲ့ခံစစ်ကိုပြန်ဆော့လိုက်ခဲ့ပြီးရော11ဆိုတဲ့ရလက်ကိုဖြစ်သွားခဲ့တယ်တော့သူတို့အနေနဲ့သုံးမှတ်ကရင်တက်မှတ်လောက်ရသွားတယ်ပေါ့နော်အဲ့တော့ဒီနေ့မှာဒါ matches ဒီ case အောင်ဆိုပြောတဲ့မှာတချို့ကြိုမှားဆိုပြောဒါ Manchester United အတင်းကြောင့်ပြောတာမဟုတ်ဒါဘုံမောင်အတင်းဘက်ကနဲ့နာတယ်ဒီနေ့မှာဒါ Manchester United အတင်းကဒီလိုမျိုးလုတာမဟုတ်ဘူးဒါဟာအခုလက်ရှိမှာဒီလိုမျိုးဆုတ်ဖြတ်ချက်ချခဲ့တာကဒါကျွန်တော်တို့ Premier League ဝင်တိုင်းနေဖြစ်တယ်အဲ့တော့အကယ်၍ဒါဘုံမောင်အတင်းကအခုလက်ရှိမှာဒါကျွန်တော်တို့ ကပ်ပြီးတော့ဒါကျွန်တော်တို့ဥရောပဒါကျွန်တော်ချန်ပီယံလိမပြောဘူးเนาะယူရိုပါလိဒါကျွန်တော်ကွန်ဖရင့်လိများမဝင်ခဲ့ဘူးဆိုရင်တန်းကိုယာနဲ့ချီဆုံးရှုံးမှုရှိတယ်။ဆယ်နဲ့မဟုတ်ဘူးเนาะဥရောပယူရိုပါလိမဝင်ရုံနဲ့တင်ဒါကျွန်တော်တို့ရုပ်ရှင်ကျွန်တော်တို့ဒါကွင်းဝင်ကြီးเนาะဒါကျွန်တော်ကွင်းဝင်ကြီးဒါကျွန်တော်တို့လာရုတ်တန်လွင်ကွင်းပြီးရင်ကြားတဲ့ကစုကြီးသုံးခုကနေပြီးတော့ယာနိုင်တဲ့ဝင်ငွေတွေတန်းကိုယာနဲ့ချီဆုံးရှုံးနိုင်တယ်။အဲ့တော့ပရီးမီးယားလိ ဒိုင်ဒီအဖွဲ့အနေနဲ့ဩသူတို့ကတော့သူတို့ကမသိတခါရရင်ပြဿနာရတယ်သူတို့ကိုသူတို့ savior လို့ထင်တဲ့ movement တွေရှိတယ်အဲ့ဒါကတော်တော်ဆိုးတဲ့ movement တွေငါတို့ကတော့မင်းကိုဒီကိစ္စနဲ့ပတ်သက်ပြီးမင်းတို့ပြောင်းလဲပေးလိုက်တယ်ဟာကြည်စမ်းငါတို့ကမင်းကိုရန်သားလဲပေးနေတာအမှန်တမ်းပြောမှဒီလိုကိစ္စမျိုးဖြစ်ကုန်မဖြစ်သင့်ဘူးဗျာသိလား ဖြစ်ကိုမဖြစ်သင့်ဘူးအဲ့ကိစ္စမျိုးဥပမာလက်ရှိမှာပိုဆိုးတဲ့ကိစ္စတခုပြောအရင်တော့ကလို့ဒါကျွန်တော် VR တွေဘာတွေမရှိဘူး Okay VR တွေဘာတွေမရှိတဲ့အတွက်ကြောင့်မို့ဒီလိုမျိုးဖြစ်သွားတယ်ဒါဟာနားလေလို့ရတယ်ဒါဟာတော်တော်လေးကိုလက်ခံလို့ရတဲ့ scenario ပဲဘာ VR မရှိတဲ့ကြောင့်မို့ဒိုင်နူကြီးကမမြင်လိုက်ဘူးဒါခုနကပြောလို့ဒိုင်နူကြီးကသူ့ရဲ့တရင်ကဆုံးဖြတ်ချက်ကိုဆုံးဖြတ်ပြီးအနီကပေးချလိုက်တယ်ဒါကူလည်းခုနကပြောလို့ VR မရှိတဲ့ကြောင့်ဝင်ရောက်ပြီးတော့ဆုံးဖြတ်ပိုင်ကိုမရှိတော့ဒီအနီကက stand ဖြစ်သွားတယ်ဒါကြောင့်မို့ဒါကျွန်တော်တို့တကယ်တမ်းအနည်းနဲ့ပြန်ကြည့်ဆိုတော့ဒိုင်နူကြီးကသူမှားသွားတယ်ဒါကြောင့်မို့သူ့အနေနဲ့ဒါအကဲဒါအသင်းဒေသလာပြီးတော့အယူခံလာဝင်ခဲ့မယ်ဆို င်ဒီယာကြီးကမှားကြောင်းသူ့အနေနဲ့လက်ခံသွားမယ်ဒီလိုမျိုးဥစ္စာမျိုးဒါလက်ခံလို့ရအခုလက်ရှိမှာဗျာအရင်ကြီးကအဲ့ဒီကိစ္စမျိုးအခုလက်ရှိဖြစ်သွားတဲ့ကိစ္စမျိုးဆိုရင်ပို့ပြီးတော့မှဒါကျွန်တော်အတိတ်ပဲမရှိတဲ့ကိစ္စပေါ့ဆို United အသင်းနဲ့ဒါကျွန်တော်တို့ဟိုဟာဖြစ်တယ်ကွန်မန်ဒေတာကိုယ်တိုင်အဲ့တော့မမက်ရကျွန်တော်မမက်ရကျွန်တော်ဖြစ်နေကျွန်တော်ကြည့်ကျွန်တော်ဖီကူတိုင်းတော့ပြောသေးတယ်အဲ့ဒီပွဲစမှာဟာတဲ့ဒီကိစ္စဒီဂိုးကြီးဒီဒီလုံးကြီးအနီးကမှမဟုတ်တာဘာလို့နီးရမှာလဲအိဗယ်လည်းမရှိဘူးဗျာဖာသားကြီးကိုယ်တိုင်အဲ့ဒါ United ပဲအဲ့တုန်းကလည်းကြီးရအိဗယ်နဲ့ဆင်ချော်လဲပြီးတော့ဒါကျွန်တော်တို့တစ်ဖက်ကစားသမားကိုဒါကျွန်တော်လုပ်ပြီးအဲ့တော့မမ်ဘာနဲ့တော့တူလဲမမ်မိလား Manchester United ကလည်းခံခဲ့ရတဲ့ moment မှာရှိတယ်။ Manchester United ကစားသမား Bruno Fernandes နဲ့ဒီနှစ်မှာဖြစ်သွားကျွန်တော်ကိုယ်တိုင်သွားကြည့်တဲ့ပွဲမှာ Manchester United ကစားသမား James Maddison ကိုသူ့ဟာသူချော်လဲသွားတယ်ဆိုပေမဲ့ James Maddison ရက်နေဆိုတော့ရက်အဲ့တော့အဲ့ပွဲမှာလည်း Bruno Fernandes ကျွန်တော်ပွဲပယ်မခံအောင်ဘာလို့ဆိုသူ့နောက်ပွဲအဲ့ဥစ္စာ Yugan ဝင်လို့အောင်မြင်သွားတယ်မမှီလား အပြောချင်တာကဒါဒီခုနကပြော United ကဒီနေရာမှာခံရတဲ့လူတွေဖြစ်ခဲ့မှုတယ်ဒါအသားအသားအသားပိကံကဘယ်တော့မှလေးလားဒိုင်းနေနဲ့ပတ်သက်ရင်အသားဖိခံရတယ်ဆိုတဲ့စကားလုံးကအင်မတန်မှမားတယ်ဘာလို့လဲဒိုင်းနေရဲ့ဆုံးဖြတ်ချက်အမားတွေကြောင့်မလို့အသေးနိုင်ဒုက္ခရောက်တာကြီးပဲ Okay sure maybe ဒီနေရာမှာဒါခုနတသိန်းတသိန်းကဒါခဏတသိန်းက movement အရ maybe okay သွားနိုင်တယ်ဆိုပြေသွားနိုင်တယ် movement ရှိမယ်အသေးနိုင်ကခုနပြောသူပဲ အကုန်လုံးကတော့ဗျာတိလာဟိုတာတဲ့ movement ပဲပြီးရဆန်တဲ့ movement တွေအခုမြင်ရတယ်အခုပြောတာပေါ့ဒါပေမဲ့နားတဲ့ movement မှာလူတော်များများဟာဆိုမှာနားတဲ့မှာမင်းတို့ကခံခဲ့မှုတဲ့ကောင်ဖြစ်ပေါ့ဥပမာလက်ရှိမှာကျွန်တော်ဥပမာ example ပြရမယ် Tottenham Hotspur အသင်း example ပြရမယ်နော် Tottenham Hotspur အသင်းကျွန်တော် Liverpool နဲ့ပွဲစဉ်မှာမှတ်မဲ့ရကျွန်တော်အသာစီးရသွားဒါခုနကပေါ့ကျွန်တော်တို့လောက်တာလည်းမဟုတ်ဘူးဒါဒိုင်ယူကြီးရဲ့ဆုံးဖြတ်ချက်အမိုက်နဲ့တူ VAR အကြောင်းမလို့ကျွန်တော်တို့လုံးဝအသာစီးရသွားတယ်အဲတော့ကကျွန်တော်ဒါလူကြုံထောင်ကြကိုဒါကျွန်တော်တို့ guide ဘူး guide ဘူးလား Louis ရတယ်အဲ့တော့အဲ့လိုသုံးကြဒါပေမဲ့ သတိထားမိလားအဲ့နောက်ပိုင်းကလေးကျွန်တော်လုံးဝ FIFA မရတော့ဘူး FIFA ရဖို့အတွက်ပြတော့မဟုတ်ဘူးဒါပေမဲ့မျှတရဆုံးပဲကျွန်တော်မမရတော့ဘူးစပါးနဲ့တွေ့တဲ့ moment တွေတိုင်းမှာဒါခုနပေါ်သူပဲအခုလက်ရှိနောက်ပါကျွန်တော်တို့လက်ရှိအသင်းကအဲ့ဒီနောက်ပိုင်းမှာအခုချိန်ထိ penalty ပေးခံအနည်းဆုံးသက်မပါတယ်ပြီးတော့အကြီးအကျယ်ဆုံးကတော့လက်ရှိတဲ့မှာကျွန်တော်တို့ box တဲမှာဖောင်းခံရတာအများဆုံးတော့မပါတယ်အဲ့တော့ပြောချင်တာကွင်းလေတိုင်းနဲ့ပတ်သက်ရင်ခမရအသင်းကကျွန်တော်အသင်းလာညင်းစရာမဟုတ်ကွင်းလေတိုင်းကိုယ်တိုင်ညံ့တာ အဲ့ကြောင့်မို့လို့အခုဒီနှစ်မှာဒါကုနာပေါ်တယ်ပဲဒီနှစ်မှာလူတော့ဒါကိုတိဒီနှစ်မှာဒါဘာလို့ကျွန်တော်တို့ဟိုအဲ့လောက်ကြီးဟိုအတန်ကြီးမကြတော့လာလဲဆိုတော့မေကွန်ကျွန်တော်မေးဘာလို့လဲသိလားပရီးမီးယားလိဂ်ကဒီနှစ်မှာအပြေတော်တော်များထွက်ပြီးသားမလို့တောင်းတန်လူလဲโอเคငွနာပေါ်တယ်ပဲနောက်ဆုံးပြခံလိုက်ရပြီဆိုရင်တော့ဩငါသင်ကဟိုမှာလက်ရှိမှာ example Chelsea ပြည်သက် Chelsea ပြည်သက်ဒီနှစ်ခုလက်ရှိဒါမေးကြည့်ဒိုင်လူကြီးကြောင့် free ဖြစ်တဲ့ဘွဲစင်တာသူကသူအကုန်လုံးကသူကသူအသင်းကြောင့်တိုင်ပတ်လို့ free ဖြစ်နေဒိုင်လူကြီးကြောင့်ဆိုပြီးဘာမှမ blame တော့ဥမာလက်ရှိမှာ spa နေတာကျွန်တော်တို့ United လက်ရှိမှာမြန်မာနိုင်ငံမှာ fan page အကြီးဆုံး United ပရိသတ်တွေနဲ့အခုလက်ရှိမှာကိုယ်အသင်းကကိုယ်တိုင်ပတ်နေကြအောင်ဒိုင်လူကြီးကိုဘလိမ့်မှုလဲဆိုရင်ဒါပေမဲ့ဒိုင်လူကြီးကြောင့် United ဒီနှစ်မှာအမှတ်ဘလောက်ရောက်ခဲ့လဲပရိသတ်တွေသူ့ဟာသူမေ့ကြည့်သူ့ဟာသူရှိပြီးသားပွဲစဉ်တွေအများကြီးရှိတယ်။အော်ဒီနှစ်မှာ Arsenal အသင်း Arsenal အသင်းကနှစ်တိုင်းလို့လို့ဒါကျွန်တော် Premier League မှာဒါဒိုင်လူကြီးနဲ့စပ်ပတနာတက်အောင်အသင်းထဲမှာပါတယ်။အဲ့ City လည်းသူ့ဟာသူဖြစ်နေတဲ့ဥစားတွေအများကြီးရှိတာ။အဲ့တော့ခုနက fan base များတဲ့အသင်းကအတန်များများထွက်တယ်။အခုလက်ရှိမှာခုနက fan base များတဲ့အသင်းတွေကိုယ်တိုင်ကငကိုတဲ့သူတို့အသင်းကိုယ်တိုင်တိုင်ပတ်နေကြအောင်သူတို့ကဒါကြီးကိုမပြောတော့ဘူးညာသိလား။ ြောချင်တဲ့ scenario ကဒါပဲကျွန်တော်ပြောချင်တော့ဟိုအမြဲတမ်းဒါခုနအပိုးဆိုးတာဗျာဒီလားအခုလိုမျိုးကိစ္စမျိုး VI ရှိပြီဗျာ VI သွားကြည့်တယ်သွားကြည့်ပြီးဒါကြီးကိုဆုံးဖြတ်ချက်ချတယ်ပြီးတော့အဲဆုံးဖြတ်ချက်ကိုတောင်ထပ်မှားတယ်ဘာထူးလဲကျွန်တော်ပြောတော့ VI ရှိနေတာဗျာဒီလားလူ VR လေးအတုံးကြတာဆိုတော့အခုလက်ရှိမှာဒါအခုလာမယ့်နှစ်မှာ CV automatic တုံးတဲ့ကြောင့်မို့ဒါ VR ရမ်းမလို့တော့ဘူး semi automatic ဖြစ်သွားပြီဖြစ်တဲ့ကြောင့်မဒါကျွန်တော် VR ကအခုလက်ရှိမှာအဓိကဘာသွားကြည့်မလဲဒီ indicator တို့ဒီဟာဗာလဲ possible high fault ဓာတ်တွေပဲကြည့်တော့မှာလीပေါ့ semi automatic ဖြစ်သွားပြီလေးဒီလားအဲ့တော့ပြောချင်တာ VR ရဲ့ VR ဆက်ထားမှာဘာကြောင့်လဲကျွန်တော်ပြောတာဘာမှလည်းတောက်ကျိုးလည်းမရှိဘဲနဲ့ဘာလို့ကျွန်တော်ဓာတ်ကြီးကိုဆက်ထားနေတော့မှာလဲကျွန်တော်ပြောတာတိလားရှေ့လည်းမရတော့လည်းမရရတိုးတက်လာလားဆိုတော့တိုးတက်လာမှုတစ်ခုမှမမြင်အောင် controversy ပဲဒါတလမှာအနည်းဆုံးမရှိဘူး controversy ၅ခုလောက်ရှိတယ်ခင်ဗျာ ပခုလေးရှိမှလည်းဘုံမောက်ဖြစ်လို့ဒါလူတော်များဘာမပြောတာ United တော့ကလည်းအဲ့လိုခံခဲ့ရတာပဲ Arsenal တော့ကလည်းအဲ့လိုခံခဲ့ရတယ် Liverpool လည်းအဲ့လိုခံခဲ့ရတာပဲပြည့်ကြီးရတာခင်ဗျားတို့ကျွန်တော်ပြောအဲ့လိုအယူခံဝင်ရိုးတဲ့အယူခံဝင်ပတ်စံပေးပြီးအယူခံဝင်ရတာကျွန်တော်ဟိုနေရာမှာဖတ်ကြည့်ပြီးပြီး အင်္ဂလိပ်ဒါကျွန်တော်တို့ FA ရဲ့ဒါ law ရဲ့ကျွန်တော်ဖတ်ဘူးဖတ်ခိုးတဲ့မှာစိတ်ဝင်စားလို့ဗျာဒါအားစိတ်ဝင်စားဘုံမောကိစ္စနဲ့ပတ်သက်ပြီးဒါဘဒူကဘုံမောရဲ့ journalist ကလာမှုအပြည်ပြင်းဒါကျွန်တော်တို့ FA ဟာဘောလုံးဖွဲ့ချုပ်ကိုဆဲထားလို့ကျွန်တော်စိတ်ဝင်စားလို့တော့ဖတ်ကြည့်တာအယူခံဝင်ပတ်စံပေးရတယ်ပေါင်ပေါင်းနဲ့ချီပြီးအယူခံဝင်ပတ်စံပေးရတယ်ဒီတိုင်းရိုးယူခံဝင်လို့မရဘူးကမ္ဘာလောက်ကြီးရလဲဆိုအဲ့ဒါပရလီလှူစားနေတာလေဒါဒါတိုင်းနေဆိုတာလေဒါကပြောကြုံရအောင်ပြောရင်လည်းနားပေါ်တယ်ပဲအလွန်ကုန်ပြောတော့ လောက်ပဲအဲ့တော့ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ DB4U တို့မှာကြည့်လို့ဆိုရင်ပေါဝင်ကူညီလို့ရပါတယ်။များများလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့ဦးပြအောက်က comment တွေထဲမှာလည်း Youth Sport Media 3.0နဲ့ DB4U ရဲ့လင်းလေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်မျက်စောကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါတယ်ကများများလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့ဦး။များများကလစ်မှာမြင်မြန်နိုင်အောင်ဖြစ်ပါတယ်။အားလုံးမကြိုးတူပါနဲ့။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပေးနေပဲ။ ကျွန်တော်တို့နောက်မှာ AACC တွေ့ကြတာပေါ့အားလုံးမကြွတူပါနဲ့ဒေးပါဗျာ